ဒီနေ့ဗီဒီယိုလေးကတော့တစ်ဆက်လုံးကိုမှတပေါင်းချက်ပဲပေးရတဲ့မုခဒဟော့ပေါ့ဆိုင်လေးကို ခေါ်သွားမဲ့ vlog လေးပဲဖြစ်ပါတယ်ရှင်။ Chris သွားခဲ့တဲ့ဆိုင်လေးကတော့ရွှေမှတ်တိုင်ဟော့ပေါ့မုခဒဘူဖေးဆိုင်လေးပဲဖြစ်ပါတယ်ရှင်။မြောက်တကုံမြို့နယ်ပြည်တော်စုလမ်းမပေါ်ခွန်ရှစ်လမ်းဆောင်မှတ်တိုင်ကြီးမှာဖွင့်ထားတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ရှင်။ဒီဆိုင်မှာဆိုရင်ဘူဖေးလည်းရသလိုဆက်မန်နူးလည်းရပါတယ်ရှင်။ Chris ကတော့ဒီတစ်ခေါက်မှာဆက်မန်နူးလေးစားပြခဲ့ပါတယ်ရှင်။ဆက်မန်နူးမှာဆိုရင်အသားဆက်လည်းရှိသလို seafood ဆက်လည်းရှိပါတယ်။အသားဆက်မှာဆိုရင်ကြက်သားဝက်သားစိတ်သားအမဲသားယုံသားကြက်မဲလွာစိုက်သလိုရွေးလို့ရပါတယ်။ ်ရှင်တဆက်မှာဆိုရင်ဒီလိုအသားတပွဲရဲ့အတေးရွက်အစုံတပွဲရဲ့အေးတစ်ခွက်ရဲ့ထမင်းပြူသုံးမုတ်ထမင်းကြော်သုံးမုတ်ခောက်ဆွဲတစ်ချက်ရဲ့ပါပါတယ်ရှင်။ Seafood ဆက်ကတော့တစ်ဆက်ကို18000ပါရှင်။ Seafood အမျိုးအစားပေါင်း9မျိုးလောက်ပါပါတယ်ရှင်။ Grace တို့ကတော့ Seafood တစ်ဆက်ရဲ့အသားတစ်ဆက်ရဲ့ယူလိုက်ပါတယ်ရှင်။ပြီးတော့အဲ့တော့အနေနဲ့က မတုံးတက်သားလွာရဲ့၊ကြမဲလွာရဲ့၊အမဲသားလွာရဲ့၊အမဲဦးချမ်းရဲ့ရေကြိုပစွန်တုပ်ရေယူလိုက်ပါတယ်ရှင်။အဲ့တော့အနေနဲ့ကြိုတဲ့အသားရီ seafood တွေကတော့တပွဲကို9000ကျပ်ပါရှင်။စက်မန်ညူရဲမှာဆိုရင်အေးတစ်ခွက်ပါတာမလို့အေးကကိုလာယူမလား orange ယူမလားဆိုပြီးတော့ချိန်နှစ်တက်ရယူလို့ရပါတယ်ရှင်။ဈေးနှုန်းလေးတွေကအရန်အရန်တန်တယ်လို့ပြောရပါမယ်ရှင်။အခုလိုမျိုးတပေါင်းဆက်မှာဆိုရင်အသားတပွဲအသေးရွက်တပွဲခောက်ဆွဲကြောက်ဒုံမဟုတ်၊ထမင်းဒုံမဟုတ်၊ထမင်းကြော်အပြင်အေးလည်းပါသေးတယ်။ခုနထက်ယူလိုက်တဲ့အသားတပွဲဆိုလဲ9000ပဲပြရ ရတယ်။ရေချိုးပစုံတော့တပွဲဆိုလဲ9000ပဲပေးရတယ်။ဆိုတော့လေ Grace ရဲ့အမြင်အနေနဲ့ဆိုတော်တော်လေးကိုတန်တဲ့ဆိုင်လို့ပြောရပါမယ်ရှင်။နောက်ပြီးတော့ sauce ကိုလည်း၄မျိုးတောင်ပေးထားတာတွေ့ရပါတယ်။ Maggi sauce ရယ် seafood sauce ရယ် chili sauce ရယ်ပြီးတော့သူ့ရဲ့ homemade macaroni sauce ရယ်ပါပေးထားတာတွေ့ရပါတယ်ရှင်။အိုးအနေနဲ့ကလည်းမူကထအိုးလည်းရှိတယ်လို့ hot pot အိုးလည်းရှိတာမလို့ကိုက hot pot စားချင်တာလားမူကထစားချင်လားပေါ့မူတည်ပြီးတော့အိုးလည်းရွေးလို့ရပါတယ်ရှင်။နောက်တစ်ခါ Grace သဘောကျတာတခုอ่ะပေါ့နော်။ဈေးတန်ရုံနဲ့မကဘူး။ portion လည်းတော်တော် ုံများတာတွေ့ရတယ်။အသားတပွဲတပွဲဆိုလဲပိုးရှင်နေအများကြီးပဲရေချိုးပစွန်တုတ်တပွဲဆိုလဲပိုးရှင်နေအများကြီးပဲပေးရတဲ့ဈေးနဲ့တော်တော်တန်တယ်လို့ခန်စားရတယ်။ပြီးတော့လက်ဆက်တယ်။ Seafood တွေဆိုလဲလုံးဝလက်ဆက်ပြီးအသားလာရေးဆိုတာလဲလုံးဝကိုလက်ဆက်နေတာမလို့တော်တော်တန်တဲ့ဆိုင်လေးလို့ပြောရပါမယ်။ရှင်းရင်အနေနဲ့ကတော့တုံရန်ရဲ့မာလာရဲ့အချိုရဲ့ဆိုပြီးသုံးမျိုးရှိပါတယ်။ Grace ကတော့ထုံးစံတိုင်းတုံရန်စားခဲ့ပါတယ်။အရသာထိထိမိမိနဲ့စားလို့ကောင်းပါတယ်။ဒီဆိုင်က sauce ၄မျိုးပေးထားတဲ့ထဲမှာတော့ Grace က seafood စ sauce ကိုအကြိုက်ဆုံးမှာလုံးဝကိုလေချင်းချင်းဆက်ဆက်လေးနဲ့အရန်ကိုထိမိတော့ပါရှင်အခု grace စားသလိုမျိုးပေါ့နော် muscle ကုန်းထဲမှာ seafood sauce လေးကိုလောင်းထည့်လိုက်ပြီးလို့ရှိရင်တွဲစားလိုက်โอ้อะแยนที่มีดอพี่เหรอเลยนานๆไหลขยุเลียวเลยดิโลตั้วจาโทษดันเลยเนี่ยโทษไล่พี่ว่าไอ้ซีฟู้ดซอสเลยตุ๊ดๆพี่ซา လုံးဝကို perfect ซีฟู้ดလက်လက်ဆက်ဆက်ချိုချိုလေးကိုမလေးซีฟู้ด sauce ကချင်းချင်းဆက်ဆက်လေးနဲ့ပေါင်းပြီးတော့အရသာအရန်ထိမိလုံးနာမလို့စားပင်းစားကျင်တဲ့ပါဇက်ကရက်လို့ကိုမရတော့ပါဘူးရှင်။ကြံတွင်းမှာလည်းဆာယာပိတ်ရမရှိထောက်လျှောက်ဖွင့်ပါတယ်ရှင်။ဘီယာနဲ့ချေးကျင်တဲ့ foodie လေးတွေအတွက်ကိုလည်းဒီမှာစက်ကြော်တပွဲလက်ဆောင်ပေးနေတဲ့အစီအစဉ်လေးရှိပါတယ်။ Tiger Honeygan Bora Chan ABC ကြိုက်တာတော့ဘဲဟာပဲတောက်တောက်တဆက်ယူတာနဲ့စက်ကြော်တပွဲလက်ဆောင်ပေးနေတဲ့အစီအစဉ်လေးရှိတာမလို့တကြံရက်မှာဘယ်သွားလို့သွားရမှန်းမသိဘူး။ဘမကဲလို့ကဲရမှာ မသိဘူးဖြစ်နေတယ်ဆိုရွှေမှတ်တာရောလာခဲ့ဖို့တော့ recommend ပေးပါတယ်ရှင်။ grace စားလို့ပြီးွားပြီဆိုဆိုင်ကိုပတ်ပြီးတော့ဆက်စုကြည့်ခဲ့ပါတယ်။ buffet ဟာဘယ်လိုမျိုးခင်းထားလဲ buffet ထဲမှာဘာတွေပါလဲဆိုတာကိုအသေးစိတ်လိုက်ပြီးတော့ကြည့်ခဲ့ပါတယ်ရှင်။ buffet ကတော့လူတစ်ယောက်ကိုအဝအစား3000ကျော်လို့သိခဲ့ရပါတယ်ရှင်။ side dish က10မျိုး9မျိုးလောက်တွေ့ပြီးတော့အသေး3မျိုးလောက်ပေးထားတာတွေ့ရပါတယ်ရှင်။ပြီးတော့ seafood တွေကလည်းအရန်စုံတဲ့အမျိုးအစားပေါင်းတော်တော်များများကိုတွေ့ခဲ့တယ်။အသားလွှာတွေဆိုတာလည်းအစုံပဲအသားတွေလည်းအစုံတွေ့ရဲ့အသီးအီးဟွက်တွေကလည်းတော်တော်ဆုံးစ ဆုံလင်းလျွန်တွေ့ကြရပါတယ်ရှင်။ဆုံလန်းဆုံတယ်လို့လက်လက်လက်ဆက်ပါတယ်ရှင်။ Grace ကဒီတစ်ခေါက်တော့တငယ်ချင်းနဲ့စကားအေးဆေးပြောရင်းနဲ့စားချင်တာမလို့ဆက်မနူလေးပဲစားခဲ့တာပါ။နောက်တစ်ခေါက်ကြမှာပဲအဝစားလာပြီးတော့ buffet တက်တက်စားပါတော့မယ်ရှင်။အော် Grace ပြောဖို့မိနေတာရွှေမတ်တိုင်မှာတကြံ promotion လေးလည်းရှိပါတယ်။အသေးစိတ်ကိုတော့ရွှေမတ်တိုင် Facebook page မှာဝင်ကြည့်လို့ရပါတယ်ရှင်။ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင်။ Grace တွားခဲ့တဲ့ site name လေးကတော့ရွှေမတ်တိုင်မှာပြည်တော်စုလမ်းမပေါ်မြောက်တကုံမြို့နယ်ခွန်ရှစ်လမ်းဆောင်မှတ်တိုင်အနီးမှာရှိတဲ့ site လေးပဲဖြစ်ပါတယ်ရှင်။အားလုံးပဲတတား 啊。